ေဝါလီ6ကြိမ်ခံခဲ့ပူရတော့နဲ့ Trump မိတ်ဆွေဘဝမှာဘာတွေဘလို့ပဲစူးစမ်းနေနေဘလို့ပဲယုံကန်နေနေဘာရဇတ်မှာထွက်မလာပဲနဲ့တိုင်ပြောက်တဲ့ကာလရယ်ဆိုတော့လူတိုင်းကြုံမှုကြရပါတယ်ဒါတွေဘယ်သူမှရှောင်လို့မရဘူးခမရတို့ကျွန်တော်တို့လိုတမန်လူတွေဆိုတော့ထားဖို့များကျွန်တော်ပြောတာ Donald Trump တို့လိုမျိုး billionaire ဆိုလည်းဟုတ်တယ် strategic businessman ဆိုလည်းဟုတ်တယ်နောက်တစ်ခါသူ့ရဲ့ vision တွေ planning တွေကိုတိုင်းနိုင်ငံလုံးကလူတွေရသဘောကျနှစ်ချိုက်ပြီးတော့ယုံကြည်ကြတဲ့အတွက်အားလုံးကတညီတညာနဲ့နှစ်ကြိမ်တိတိ vote ပေးပြီးတော့တင်မြောက်ထားပါရယ်ဆိုရယ် US President လို့လူမျိုးတောင်မှာ သူဘဝတထောင်တနေရာမှာတော့သူချမိရဲ့ decision အမှားတွေနောက်တစ်ခါ over leverage ယူတာတွေ risk တဆုံးယူတာတွေကြောင့်ဘဝမှာစုပ်ပြတ်တက်သွားပြီးတော့ billion ချီပြီးအကျွေးတင်သွားတဲ့အတွက်ဒီဝါလီခံခဲ့ရဦးပါတယ်ဒီဝါလီခံတယ်ဆိုတဲ့ကိစ္စမှာလည်းတစ်ကြိမ်ခံရတာမို့6ကြိမ်တည်တည်ခံရတယ်လုပ်ငန်းဆိုတဲ့လုပ်ငန်းတစ်ခုတည်းခံရတာမို့လုပ်ငန်း6ခုတည်တည်ခံရတယ်ဆိုတော့ Donald Trump ဘယ်လို decision အမှားတွေချမိလို့များဒီလောက်ထိတိုင်ပတ်ပြီးတော့အကျွေး billion ချီပြီးတင်သွားရတာလဲ နောက်တစ်ခါဒီလိုမျိုးစုပ်ပြတ်တဲ့နေအခြေအနေကနေပြီးတော့အကျွေးအလုံးပြန်ဆက်ပြီးတော့အောင်မြင်မှုလမ်းကြောင်းကိုပြန်ရအောင်ဘယ်လိုမျိုးအကွက်တွေရွှေ့သွားလဲဒါတွေကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာတိတိရှင်းပြသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဆရာကြီး YouTube Channel နေကြိုဆိုလိုက်ပါတယ်ဆရာကြီးဆရာကြီးဘယ်လိုဖြစ်လာလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်တို့ဆရာကြီး YouTube Channel နေပြီးတော့အပတ်စဉ်တိုင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေနေတဲ့ဒီဗီဒီယိုလေးကြည့်ပြီးတော့ကိုယ့်အတွက်တစ်ခုခုအကျိုးရှိသွားရဲဘဟုထုတာတိုးသွားရဲဆိုရင်ကျွန်တော်တို့ရဲ့ Channel ကို Subscribe Share လုပ်သွားလိုက်ပါဦးโอเคဆိုတော့ဂျန်နာရီအသေးစိတ်မသွားခင် Donald Trump ရဲ့ငယ်ဘဝကိုအရင်သွားလိုက်အောင် Donald Trump ရဲ့နာမည်အပြည့်အစုံကတော့ Donald John Trump ပဲဖြစ်ပါတယ်။ John Shelley 1946 Queens New York မှာမွေးခဲ့တယ်။အဖေနာမည်ကတော့ Fred Trump အမေနာမည်ကတော့ Marian McLeod Trump ။ဆိုစုပေါင်းမောင်နှမ9ယောက်ရှိပြီးတော့ Donald Trump ကကြာ4ယောက်မြောက်သား။ Donald Trump မွေးလာတဲ့အချိန်မှာကသူ့အဖေဖြစ်သူ Fred Trump ရဲ့ပိုင်ဆိုင်မှုကဒေါ်လာ1သန်းပတ်ချာလဲအထိဖြစ်နေပြီ။ဆိုအဖေဖြစ်သူရဲ့အဓိက main again stream ကတော့ real estate ကနေလာတယ်။ဆိုတော့သူလောက်တာ housing project တွေ run ပြီးတော့ကြတော့အငားချတာရောင်းတာဝယ်တာစသဖြင့်ဒါမျိုးတွေ run နေဗျာ။ ်ရှင်းရှင်းသာပြောရမယ်ဆိုရင်ကျွန်တော်တို့ Donald Trump ဒီနေ့ခေတ်မှာရှိရသူ့ network ပိုင်ဆိုင်မှုရဲ့၁၀ပုံပုံ၁ပုံလောက်ကသူ့အဖေဖြစ်သူ Fred Trump ကြီးကနေအမွေရခဲ့တာနောက်ပိုင်းမှာသာသူဒါရီကိုဆက်ပွားသွားတာရှိတာပေါ့လေဒါပေမဲ့အဖေဖြစ်သူ Fred Trump ကကြတော့သူခေတ်သူ့အခါတော့သူ့မှာ background မှာမရှိသလိုကြောထောင်နောက်ခံလည်းမရှိဘူးနောက်ကနေ support ပေးမယ်လို့လည်းဘယ်သူမှမရှိခဲ့ဘူးသူချေသူ့လက်နေပဲအသက်15နှစ်ကလေးစီးပွားရေးဆလုပ်ရင်းနဲ့ဒီလိုပဲငတ်တလေပြတ်တလေရုံးဝင်းကန်ရင်းနဲ့ဒီနေ့ခေတ်မှာဒေါ်လာ1000ကျော်အထိချမ်းသာတဲ့အခြေအနေရောက်လာတာ ကျွန်တော်ထားပါကျွန်တော်မဖေဖြစ်သူအကြောင်းတွေပြောနေရင်ဗီဒီယိုအရင်ရှင်းသွားမယ်။ Donald Trump ကိစ္စပဲဆက်လိုက်အောင်။ဆိုအဖေဖြစ်သူကအရန်ချမ်းသာတာကြောင့် Donald Trump ဟိုးငငယ်လေးကလေးကသူတို့မြို့မှာရှိတဲ့အကောင်းဆုံးဆိုရယ် private ကျောင်းမှာထားပေးရယ်။ဒါမဲ့ Donald Trump ကလူသမားပတ်စံရနေရရောနောက်တစ်ခါအမေဖြစ်သူကအရန်အလိုလိုက်လွန်းလာရောကြောင့်ဟိုးငငယ်လေးကလေးကမိဘစကားဆိုလဲပြန်မပြောနားမထောင်လို့ပြီးတော့ကျောင်းမှာလည်းရန်နေခဏခဏဖြစ်တယ်။ရန်ဖြစ်တယ်ဆိုရင်ကိစ္စက Elon Musk နဲ့ကြပြောင်းမြန် Elon Musk ကကြတော့ငငယ်ကလေးကသူများဝိုင်းပြီးအနိုင်ကျင့်နိုင်ခံရတဲ့ victim ဒေါ်နယ်ထရမ့်ကကြောင်သူများကိုလိုက်နိုင်ခြင်းနဲ့ဘူလီဆိုတော့ဒါမျိုးဆိုရဲခါကျတော့အဖေကနေပြီးတော့သူ့သားကိုကြည့်ပြီးတော့ဒီကောင်ငါပုံစံအတွင်းမှာရတော့မယ်ဆိုပြီးတော့ဒါဒေါ်နယ်ထရမ့်ကအသက်73နှစ်မှာပဲလက်ရှိတက်နေတဲ့အကြောင်းအရာနေထုတ်လိုက်ပြီးတော့ကျတော့စီကန်အရန်တင်းကျက်တဲ့ New York Military Academy မှာ enroll လုပ်ပလိုက်ပြီးတော့သူ့သားကိုသူ့စိတ်တိုင်းကျပုံစံအတွင်းဒီမှာရောက်တဲ့အချိန်မှာကျတော့အစကတည်းကညံလဲကောင်းပြီးသားဒါတက်တီလဲရှိပြီးသားဖြစ်တဲ့ Donald Trump ကစီကမ်းမှာရှိသွားတဲ့အခါမှာ ចောင်းသားកောင်းဆောင်အဖြစ်ကနေပြီးတော့ Gadget Captain ဘာညာစသဖြင့်ဒါမျိုးယာရုတွေပါတက်ပြီးတော့တဖြည်းဖြည်းနာမည်ကြီးလာတယ်။နောက်တစ်ခါသူက Basketball, Baseball, Football စတဲ့အားကစားတွေမှာလည်းဆွဲစုံရပြီးတော့လူတိုင်းကြိုက်တဲ့ player တယောက်ဖြစ်လာတယ်။အဲအကြောင်းကနေပြီးတော့အထက်တန်းအောင်ပြီးတဲ့နောက်မှာတော့ Foreign University မှာနောက်ထပ်နှစ်နှစ်ဆက်တက်တယ်။အဲ့နောက်ပိုင်းမှာတော့သူရဲ့ဝါသနာကလည်းအဖေဖြစ်တဲ့သူနဲ့နီးသူ real estate ဖြစ်တဲ့အတွက်ဒါမျိုး major specialized ထပ်ပြီးသင်လို့ရတဲ့ warden school မှာနှစ်နှစ်တက်ပြီးရဲ့နောက်မှာတော့ဒီကျောင်းကနေပွဲယူခဲ့တယ် ွဲရပြီးနောက်ပိုင်းမှာတော့ Donald Trump ကသူ့အဖေပိုင်နဲ့ Elizabeth Trump နဲ့ Sun Company မှာအလုပ်ဝင်လုပ်ခဲ့တယ်။ Queens Brooklyn State Island စတဲ့နေရာတွေမှာ HMA project တွေ run ပြီးတော့ real estate နဲ့ပတ်သက်တာတွေ construction နဲ့ပတ်သက်တာတွေတခုမကျန်လေ့လာတယ်။အဲ့လိုနဲ့ Donald Trump အသက်25နှစ်ရောက်လာတဲ့ချိန်မှာတော့အဖေဖြစ်သူကသူသား ready ဖြစ်ပြီလို့ယူဆတဲ့အတွက်လက်ရှိသူပိုင်နဲ့ company ရဲ့ president ယာရုနဲ့လုပ်ပိုင်ခွင့်အားလုံးကို Donald Trump စီကိုလွှဲပြောင်းပေးခဲ့တယ်။ Donald Trump ကအဲ့လိုမျိုး fully take ကိုပါရပြီးရဲ့နောက်ကစပြီးတော့ company name ကို The Trump Organization ကိုပြောင်းပြီး rebrand လုပ်တယ်။ နောက်ပြီးတော့မှ day to day operation တွေ set run တယ်ဒီနေရာမှာမေးစရာတစ်ခုရှိရယ်ဗျကျွန်တော်ပြော front trend မှာသာသမီ9ယောက်ရှိရယ်အဲဒီမှာတော့ trend က4ယောက်မြောက်ဆိုတော့ဒီ4ယောက်မြောက်ကသားကိုကြော်ပြီးတော့ဒီလိုမျိုးလုတ်ပိုင်ကိုအပြည့်ဝလွှဲပြောင်းပေးတော့ကျန်တဲ့သာသမီတွေကဘာကိစ္စကွန်ပလိမတ်တက်ဖ ೇನೆ ကျင်းနဲ့နဲ့လက်ခံရရတယ်ဒါမေးစရာရှိဒီကိစ္စကိုကျွန်တော်ရှင်းပြမယ်။ဒီ Donald Trump ကိုအခုလိုမျိုးသူ့ရဲ့ successor အနေနဲ့ Fred Trump ကလွှဲပြောင်းပေးလိုက်တဲ့အချိန်မှာသူ့ပိုင်ဆိုင်မှုကဒေါ်လာသန်း100ကျော်ရှိနေပြီ။ဒါပေမဲ့ဒီပိုင်ဆိုင်မှုတွေအားလုံးဒီ Fred Trump ဆိုတဲ့နာမည်အောက်မှာပဲရှိပြီးတော့ Fred Trump ကပဲပိုင်တယ်။ ဆိုလိုတာကဗျာအခု Donald Trump ကိုလွှဲပြောင်းပေးလိုက်တဲ့ company ကနေပြီးတော့ access တစ်ခုမှပိုင်တာမရှိဘူးဒီ company ရဲ့သူ့ရဲ့အဓိက operation ကို day to day operation တွေ run မယ် housing project တွေ run မယ်ရောင်းတာအငားချတာစသဖြင့်ဒါမျိုးတွေလုပ်မယ်ဗျာဆိုတော့အဲ့လိုဖြစ်တဲ့အတွက်ဟိုသားသမီးတွေမှာ complaint letter ပြောလို့ရတယ်နောက်ပြီးတော့ကျ Donald Trump ကလွှဲပြီးတော့ Janet သားသမီး၄ယောက်လုံးကဒီသူ့ဖေရဲ့ real estate project တွေ real estate company နဲ့ပတ်သက်ပြီးဘာမှစိတ်ဝင်စားတာမရှိဘူးဒီ Donald Trump တယောက်ထည့်ရပဲစိတ်ဝင်စားတယ်လို့ Donald Trump မှာ vision ရှိတယ် planning ရှိပြီးတော့ risk ဆိုလဲလိုအပ်တယ်ဆိုရင်ဆရာသမားတဆုံးယူရတယ်ဆိုတော့ဒါမျိုးဖြစ်လို့ဒီ fret trap ကနေပြီးသူသားဖြစ်တဲ့ Donald Trump ကို successor အနေနဲ့ general တွေကြော်ပြီးရွေးလိုက်တာဥပမာနည်းနည်းပြောရမယ်ဆိုရင်ဗျာ Donald Trump သူ့ဘာတဲ့ဘလိုရဲ့ quest ရွှေရွှေဘလိုရဲ့လှုပ်လို့အချိန်တန်လို့ဒီအဖေသေးလို့ရှင်ရသူ့နာမည်အောက်ကပိုင်ဆိုင်မှုဆိုတာတာသမီးရဲ့အားလုံးကခွဲရမှာဖြစ်တဲ့အတွက်အဲ့ဒါကြောင့်မလို့ဘာ complaint မှမလာဘဲနဲ့ AC နေကြတော့ကျွန်တော်မြင်တယ်ဒါပေမဲ့တခုရှိရာက Donald Trump နဲ့သူ့အဖေနဲ့က company run ရင်းတဲ့ပုံစံကြတော့ပြောင်းမြန်အဖေဖြစ်သူ Fred Trump ကကြတော့ Lorex project တွေ government back project တွေ နောက်တစ်ခါကျွန်တော်တို့ middle class housing ဒါမျိုးတွေပဲအဓိကထားပြီး runner များတယ်။သူက spotlight မကြိုက်တယ်လို့ rates အရင်များတဲ့ Manhattan ကိုတက်ပြီးတော့ကြတော့ luxury budget တွေ run မှာမျိုးလည်းသူမလုပ်ချင်ဘူး။သူက AC ပဲ Brooklyn မှာရွှေ့ကြတာ။ Donald Trump ကကြံပြောင်းမြန် spotlight လည်းကြိုက်တယ် media လည်းကြိုက်တယ် personal branding ကိုလည်းအသက်ကုန်လုပ်တယ်။နောက်တစ်ခါသူ့အတွက်ကျတော့ risk များတယ်လို့ reward လည်းများတဲ့ luxury project တွေကို Manhattan မှာတက် run ဖို့အဓိကသူ့အိမ်မက်ဖြစ်နေတယ်။ အဲ့မှာရှိရဆရာကြီးပါဆိုရဲခေါင်းနေသူကတဲပြီးဖြုတ်ရှင်တာဒါမျိုးဆိုရဲခါကျတော့အဖေ company ကိုသူက fully control ရပြီးခဲတဲ့က rebrand လုပ်တယ် rebrand လုပ်ပြီးတော့ဆိုတော့သူစိတ်ကြိုက် run လုပ်ရမယ့် project တွေကို manhattan မှာလိုက်ရှာတယ် Donald Trump ရဲ့ manhattan မှာပထမဆုံးစ run တဲ့ luxury project ဖြစ်တယ်ကျွန်တော် grand hyatt hotel ဟာဆိုရင်ဒီသူ8ထက်နေပြီးတော့တပြားမှာမဆိုင်ရဘဲနဲ့ဒေါ်လာ140ကျော်အမြန်ဆုံးရတဲ့အထိအောင်မြင်ခဲ့ဆိုတော့ဒီ project တစ်ခုလုံးက Donald Trump 8ထက်တပြားမှမထွက်ဘဲနဲ့ဘလို့ platter ရိုက်သွားလဲဆိုတော့မိတ်ဆွေတို့နားလဲလွယ်အောင်ကျွန်တော်အရှင်းဆုံးရှင်းပြမယ် 1980 1980ပတ်ချာလဲတော့ငါမဟာဒန်မြို့လေကောင်မှာရှိရဲ Grand Central ရဲ့ Beijing ကက်ရက်မှာ Pan Central Rail Company ကပိုင်တဲ့ Camden Hotel ဆိုတာရှိတယ်။သူ parent company ကဒီဝါလီခန်းအရမှာဖြစ်တည်အတွက် hotel ကိုယ်တိုင်ကို hotel ရောက်မှာရှိရဲ့မြေဝရောတရားရုံးကနေပြီးရောဒါဝယ်မဲ့သူပဲဖြစ်ဖြစ်နှစ်ရှည်ငှားမဲ့သူပဲဖြစ်ဖြစ်ငှားပြီးရော contract ယူယူပြီးရောရတဲ့ပတ်စံကိုဆိုင်ရဆိုင်ရအကျွေးရှင်ကိုပြန်ခွဲပေးဖို့အတွက်အမိန့်ချထားပြီးသား Donald Trump ကဘာလို့ရှင်လဲဆိုတော့ဒီဒီဝါလီခန်းထားရတဲ့စုပ်ပြက်နေတဲ့ company ကိုသူကဝင်ဝယ်ပြီးရောကြတော့ ဒီ company ကိုစောင့်ဝမ်းပြန်ထောင်အောင်လုပ်ရှင်တာဒါမျိုးကျွန်တော်ကြပါရှင်းရှင်းပြောရရင် तू risk ယူရတဲ့ဟာကြီးကလုံးဝလွန်တယ်ဒါပေမဲ့အဲ့ဒါထောင် okay तू အဲ့လို run me run me ဆိုတဲ့အခါကြရင်လဲသူ့အနေနဲ့သူ့မှာ knowledge ရှိရသူ join တာအကြတော့ the real estate ကို construction နဲ့ပတ်သက်တာရယ်ပဲ join တယ်ဗျာဆိုတော့ဒီ hotel ကို run မယ်ဆိုရင် hotel နဲ့ပတ်သက်တဲ့ဆိုင်ရာဆိုင်ရာ knowledge ကလိုကြီးကျောအဲ့ဒါကိုသူကမတိပဲနဲ့သွားပြီး run မယ်ဆိုရင်ကျွန်တော်ပြောတော့နောက်ဆုံးမိတ်သူစိုက်မဲ့ဘူတာရှေ့ရပိုင်ရှင်နေစိုက်တဲ့ဘူတာဖြစ်တဲ့ဒေဝါလီခန်းရဲ့နေရာမှာပဲစိုက်မှာဆိုတော့ဒါကိုသူလည်းသိရယ် ကျောင်းဆရာကဘာကောက်လို့လဲဆိုတော့ကျအိုက်ခိအိုက်ချင်းက US ကမြို့တော်တော်များများမှာဟိုတယ်လက်ခွဲတွေဖွင့်ထားပြီးသားဖြစ်တဲ့ Hyatt Hotel Group နဲ့တွဲပြီးတော့ကျပါတနာရှိယူဖို့ဆုံးဖြတ်တယ်။ Hyatt ကတခြားမြို့တွေမှာရှိရဲ့ဗျ။ဒါပေမဲ့ဒီဘက်မဟာဒမာကျမရှိသေးဘူး။သူတို့တတိပုဂ္ဂလဝင်မလာဘူးဆိုတော့ risk များတာရဲ့တယောက်တည်းဝင်မရွှေ့ရဲရတဲ့ကြောင့်ဒါတော့ Donald Trump လည်းသိရဲ့။အဲဒါကြောင့်သူကနေပြီး Hyatt ဘက်ကနေပြီးတော့ခေါင်းပိုင်းမှာရှိတဲ့ decision maker တွေနဲ့ meeting ရအောင်ဆင်ပြီးတော့ကျသူတို့သူတော်မဲ့ plan ပြောတယ်။သူလုံးမဲ့ offer ပေးရဲ။ဆိုတော့ Donald Trump ပေးတဲ့ offer ကရှင်းတယ်။ဒါပေမဲ့စောင့်ရမ်းမှိုက်တယ်ကျွန်တော်ရှင်းပြမယ်။ ဘယ်လိုလဲဆိုတော့ကြာတော့ဒီ Donald Trump ကနေပြီးတော့လောလောဆယ်ဒီဝါလီခံထားတဲ့ company ပိုင်တဲ့ hotel ရောအဲ့ရောက်မှရှိရဲ့မြေရောကိုသူကနှစ်ရှင်ငါမှာ maybe နှစ်90နှစ်တရာတခုခုစားကြုပ်ချုပ်မယ်ဗျာပြီးတော့အနေဒီ hotel ကိုအစားဆုံး renovate ပြန်လုပ်မယ် renovate ပြန်လုပ်ပြီးသွားတဲ့အချိန်မှာလဲ ီ hotel run နဲ့အချိန်မှာအစိုးရဘက်ကပေးရမယ့်အခွန်ဆိုတော့ test percent ကိုသူအစင်ပြေတဲ့ amount တစ်ခုရအောင်လျှော်သေးရအောင်သူညှိပေးမယ်ဒါရင်မကသေးပဲနဲ့ဆိုတော့ renovation အတွက်ကုန်ကြစရိတ်တို့ government နဲ့ညှိရမယ့်ကိစ္စတွေမှာတော့မယ့် budget ကဒေါ်လာတန်းတရာကျော်ကျမယ်ဗျာဆိုတော့တန်းတရာကျော်ကိုလည်းသူကရအောင်ရှင်ပြီးတော့ဒီကိစ္စအတွက်ပါသူ personal guarantee လုပ်ပေးအောင်မယ်ပြီးရင် higher budget ကျတော့ဘာတွေလုပ်ပေးရမလဲဆိုတော့ကျဆိုတော့ hotel ရုံလုံးပေါ်လာပြီဆိုတဲ့အခါမှာ ဒီ hotel ကိုသူနာမည်ပေးချင်တာ Grand Hyatt ဆိုတဲ့နာမည်ပေးချင်တယ်ဒါကိုသူတို့လက်ခံညင်းလို့မရအောင်နောက်တစ်ခါဒီ hotel စ Rammy ဆိုတာနဲ့ day to day operation တွေ staff management တွေဆိုင်းဆိုင်းရ marketing လုပ်တာဆိုင်းဆိုင်းရ branding လုပ်တာစတာတွေအားလုံးက Hyatt ဘက်ကပဲတာဝန်ယူပြီး run ပေးရမယ်ဆိုတော့ဒါရီအလုံးယုံလုံးပေါ်လာလို့ profit trap ပြီဆိုတဲ့အချိန်ကျရင် profit split ကို Donald Trump က50 Hyatt Burger 50 50 50 split နဲ့သွားမယ်ဆိုပြီးတော့သူတို့ offer ပေးကျွန်တော်ပြောတာဗျာဒီထက်ကောင်းတဲ့ offer မရှိဘူး။ကောင်းတဲ့နင်းထိုင်မျိုးအစ်စ်မှာသူတို့ exposure ရရမယ်။ အားလုံး holder တစ်ခုလုံးယုံလုံးပေါ်ပြီဆိုတဲ့အချိန်ကျမှသူတို့အနေနဲ့ဝင်ပြီး run ပေးဖို့လိုတာဆိုတော့ဘယ်ကောင်မှဒီ offer ကိုလက်မခံမနေဘူးဗျာကျွန်တော်ပြောတာဒီလိုမျိုးအဓိကလိုရတဲ့ partnership ကိစ္စပြီးသွားပြီဆိုတော့အခွန်ကိစ္စအတွက်ကို Donald Trump ကနေပြီးတော့ government ဘက်ကဆိုင်းရဆိုင်းရ department လူတွေနဲ့ထက်ညီရယ်ဆိုတော့သူတို့ကိုပြောတဲ့ဇာတ်ရော်ရှင်းတယ်အဲသူတို့အနေနဲ့လောဆယ်မှာဒီဝါလီခံထားတဲ့ hotel ကိုသူနှစ်ရှည်ပြန်ငားမယ်ငားပြီးတော့ဒီ hotel တစ်ခုလုံး renovate အစအဆုံးပြန်လုပ်မယ်နောက်ပြီးရင်ဒီ hotel ကို day to day operation နဲ့ set run ဖို့အတွက်ကိုကြတော့ ဒီဘက်လောကမှာနာမည်ရှိပြီးသားဖြစ်တဲ့ Hyatt Group နဲ့ပေါင်းပြီးတော့သူ partnership ယူပြီးသွားပြီ။သူစင်တဲ့ plan တစ်ခုလုံးသာအရှင်ပြေသွားပြီဆိုရင်လောလောဆယ် Manhattan တကြောလုံးမှာရှိတဲ့တိုင်ပတ်နဲ့လူတစ်ထောင်ကျော်နီးပါးကသူ့ hotel မှာသူ့ရဲ့ company မှာအလုပ်ပြန်ရမယ်။ဒီလိုမျိုးဆိုရင်မျိုးကြီးတစ်ခုလုံးကပြန်လဲဆိုပြေပြီးတော့အားလုံးအရှင်ပြေသွားမယ်။ဆိုတော့ဒါတွေဒီလိုဖြစ်လာဖို့အတွက်ကိုဒီ government ဘက်ကနေလက်ဝေးပေါ်တစ်ချက်ပဲလို့အဲ့ဒါဘာလဲဆိုတော့သူတို့ unionager test percent ထက်ကို short ယူပြီးတော့ကြတော့သူ့ဒါအတွက်ကို contract တစ်ခုခုလုပ်ပြီးဒါမျိုးပြောတာပေါ့ တော့ဒီလို pitch in နေဒီလို offer in နေဆိုတော့ဟိုဘက်က government ဘက်ကလူတွေလည်းဘယ်ခံနိုင်မလဲသူလိုချင်တဲ့ test short ရဲ့ကိစ္စကိုသူက140ဆို approve လုပ်ပေးလိုက်တယ်ဒါမဲ့လောလောဆယ်အထိကတော့သူတို့ဟို on paper မဟုတ်သေးဘူး verbal agreement အနေနဲ့နှုတ်ကပဲပြောလိုက်တာမျိုးကျွန်တော်ကျန်တဲ့အလုံးအရှင်ပြေသွားရေဆိုတော့အဓိကလိုအပ်တဲ့ funding အတွက်ကိုကျွန်တော် Donald Trump ငံနေပြီးတော့သူသွားမဲ့ plan သူသွားမဲ့ vision တွေပြပြီးတော့ Bernie Sanders နေပတ်စံလိုက်ချည်ရေဆိုတော့အဲ့လိုနဲ့ပဲ manufacturers Hanover Trust Bank ကနေပြီးတော့ Donald Trump ကိုသူလိုအပ်တဲ့ဒေါ်လာ190ကိုချီးပေးလိုက်တယ် yearly interest 9%နဲ့15နှစ်အတွင်းကျေဆက်ရမယ်ဒါမျိုးတော့ရှိရပါဘူးဒါပေမဲ့ကျွန်တော်ပြောရတဲ့ကိစ္စကဟို interest 9%ဆိုတဲ့ကိစ္စကကျွန်တော်တို့15နှစ်ကြာတဲ့အခါမှာသူတို့ချိလိုက်တဲ့ဒေါ်လာ190ဒီဒေါ်လာ160ပတ်ချာလဲပြန်ရမှာဆိုတော့ဒါမျိုးဆိုတော့ဘယ်ဘန်းအနေမချိခြင်းပဲရှိပါမလဲနောက်ပြီးတော့ကြတော့ဗျာကျွန်တော်ပြောရတဲ့ကိစ္စက Donald Trump ကသူ့ရဲ့ plan ကိုကြည့်မယ်ဆိုရင်အဖက်ဖက်ကနေ down ဆီအောင် light ဆင်ထားတာဖြစ်တဲ့အတွက်ဒီ plan ကြီး fail သွားဖို့ဆိုတော့ percent အရန်နေတယ် โอเคဒါပေမဲ့ရုံးစွာဆုံးဖေးသွားတဲ့အချိန်ဘန်နေနဲ့ဘာတွေလုပ်လို့ရလဲဆိုရင်ကုသရောစောက်တဲ့ဟိုတယ်က collateral နေနဲ့တင်ထားတာဖြစ်တယ်တော့ဒါကြီးကောက်သိမ်းနိုင်လို့ရတယ်ဟိုတယ်သိမ်းလိုက်တဲ့သူတို့ရမယ့်ပတ်စံမလောက်သေးဘူးထက်လို့သေးရပြဿနာမရှိဘူး။ဒါဆိုဒေါ်နယ်ထရမ့်ရဲ့အဖေ Fred Trump ကိုရိုင်းကတခုခုဖေးသွားလို့ပတ်စံလိုအပ်ခဲ့တည်ရှိတော့သူ့အနေနဲ့ personal grandy လောက်ပါမယ်။သူကိုရိုင်း site ဆက်ပါမယ်ဆိုပြီးတော့အာမဘန်တွေဝန်ခံထားပြီးရယ်။ဆိုတော့ဘန်ဘက်ကစဉ်းစားရင်ဘာကိစ္စအကြောင်းမှဒီဒီကိုပယ်ရအကြောင်းမရှိဘူး။ဘယ်ဘန်မဆိုချီးရယ်။ ဆိုတော့ Donald Trump သူ့ပလန်အောင်မြင်ဖို့အတွက်လှုပ်သွားတာတွေကို summarize ပြန်လုပ်ကြည့်မယ်ဆိုရင်ကျွန်တော်နံပါတ်1ကကျတော့လက်ရှိမှာဒီဝါလီခံထားရတဲ့ company စီကနေပြီးတော့ hotel ကိုရောမြေငါးခွင့်ကို69နှစ်စာစားကြုပ်ရအောင်ယူတယ်။နောက်နံပါတ်2ကကျတော့ hotel locker မှာနာမည်ကောင်းရှိပြီးသားဖြစ်တဲ့ Hyatt Group နဲ့ထွဲပြီးတော့ကျတော့ public awareness ကို public trust ကိုရအောင်ယူတယ်။နောက်ကနံပါတ်3ချက်ကကျတော့ဒီ deal မှာသူ့ရဲ့ plan မှာ အရေးကြီးဆုံး vital move ဖြစ်တဲ့ government နဲ့ညှိပြီးတော့နှစ်40သာအခွန် short ပြီးရစာချုပ် contract ကိုရအောင်ယူတယ်ဒါကနံပါတ်၄ရဲ့ချက်ကကြတော့အားလုံးချီပြီးတုတ်ပြီးဖြစ်ပြီးညင်းလို့များတဲ့အချိန်ကြီးရောက်ပြီဆိုတဲ့အချိန်ကြမှာအဲသူနဲ့ Donald Trump နဲ့ Hayek နဲ့50-50 split LNG company ထောင်ပြီးတော့ဒီ company ကနေပြီးတော့ Banksy ကနေဒေါ်လာတန်း80ချီးရဲ့ဆိုတော့ okay ဒီပတ်စံနေနဲ့ renovate လုပ်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့1989ခုနှစ်မှာ Donald Trump က Grand Hyatt Hotel ကို officially announce လုပ်ပြီးဖွင့်ခဲ့တယ်။ Grand Hyatt Hotel ဘဝကွယ်အောင်မြင်ပြီးနောက်မှာတော့ Donald Trump ကသူပိုင်တဲ့ stake 50%လုံးကိုဒေါ်လာတန်း140ကျော်ဝင်းကျင်နဲ့ရောင်းထုတ်ပြီးတော့ကျ walk off လုပ်ခဲ့တယ်။ဆိုတော့ဒီပထမဆုံး project လည်းဖြစ်တယ် Manhattan မှာတက်ရွှေရဲ့ risky ဖြစ်တဲ့ luxury project လည်းဖြစ်တယ်ဒီလို project ကိုတောင်မှ Donald Trump ကသူ့အိတ်ထဲကနေတပြားမှာထွက်စရာမလိုဘဲနဲ့ ေါ်လာတန်း140ကျော်အမြတ်ဆုံးရအောင်လုပ်နိုင်နိုင်ရဲ့တော်တော် strategy ဖြစ်တယ်တော့ပြောလို့ရတယ်။ Royal Land ဆိုတော့အဲ့နောက်ပိုင်းမှာလည်း Donald Trump ကမနာဘဲနဲ့ဘာရီဆက်လုပ်လဲဆိုတော့ကြတော့ Trump Tower, 40 Wall Street, Plaza Hotel. Excuse me, where's the lobby? Down the hall and to the left. Thanks. Trump Park Avenue, side Leslie Bridge တွေတစ်ခုပြီးတစ်ခု run နေ နောက်ပိုင်းမှာသူက real estate တွေမဟုတ်တော့ဘဲနဲ့ casino business ဘက်ပါရောက်လာတဲ့အထိခြေရန်လက်တံရှိလာခဲ့ကျွန်တော်တို့သူဖွင့်တဲ့ Atlantic City မှာရှိတဲ့ Touch Maha Casino ဆိုရင်ကမ္ဘာအကြီးဆုံး casino လို့တောင်ပြောလို့ရတယ်။ဆရာသမားဒီမှာမပြီးသေးဘဲနဲ့ Trump Shuttle ဆိုတဲ့နာမည်နဲ့ပါ airline တွေကောက်ထောင်လိုက်သေးတယ်။ဆိုတော့ဒီအချိန်ဒီကာလတွေကတော့ Donald Trump လက်နက်ထိတဲ့မြန်ရွှေဖြစ်တဲ့အချိန်ကြီးလို့ပြောလို့ရတယ်။ဒါပေမဲ့ပြဿနာတစ်ခုရှိရဗျ။အဲ့ဒါကကြတော့ Donald Trump ကသူ့ရဲ့ပထမဆုံး project ဖြစ်တဲ့ Grand Hyatt မှာတုံးခဲ့တဲ့ strategy ကို ်အခုနောက်ပိုင်းသူရန်နေ Avengers Man တမယအားလုံးမှာပတ်ပြီးတုံးနေတာဘယ်လိုလဲကျွန်တော်ရှင်းပြမယ်တဘောကကျွန်တော်ဗျာတက်ဆိုင်ရတက်ဆိုင်ရ Fish ကကျွမ်းကျင်မိသားလူတွေကိုသူကခေါ်ပြီးတော့ကျတော့ percent split လုပ်ပေး profit split လုပ်ပေးတယ်ပေါ့ဒီလုပ်ငန်းအတွက်လိုအပ်တဲ့ funding ကိုကျတော့သူအိတ်မဆိုင်ပဲနဲ့တုံးတယ်လိုက် ban တွေကနေပတ်ချီးပြီးတော့ collateral နေနဲ့သူဆိုင်ရဆိုင်ရ assets တခုပြန်ပေးရင်ပေးရဒါမှမဟုတ်လဲ personal guarantee ပြန်ပေးဆိုလိုတဲ့တဘောကဗျာသူ့အဖေရောကသူ့ကိုလှုပ်ပေးခဲ့တယ်လို့မျိုး ဒီသူကြီးထားတဲ့ပတ်စံသူ့ company ရဲ့ချီးရဲ့ပတ်စံကိုမဆက်နိုင်ခဲ့လို့ရှင်သူကိုပိုင်8ထဲကနေပြီးတော့ personal fencing ကနေစိုက်ပြီးတော့ရောဝါမယ်ဆိုတဲ့အကြောင်း guarantee ပေးတာ။ Donald Trump အခုလိုသုံးတဲ့ strategy ကကြတော့ထောင်နေဆိုတဲ့အချင်းကြတော့စောက်ဝမ်းထောင်နေ။ဘယ်ကောင်ဆွဲချက်ချာမကြောက်မိုးပေါ်မှာပဲ။ဒါပေမဲ့ပြဿနာကြိုးပြီးဆိုရင်အကုန်တန်းစီပြီးကြိုးတာ။အကုန်တန်းစီပြီးလစ်တာမျိုး။ဆိုတော့ Donald Trump ကိုနိုင်ကလည်းဒါကိုသိတယ်။ဒါပေမဲ့သူ့အနေနဲ့ဒီလိုမျိုး pitfall ဖြစ်နိုင်ခြေရှိတဲ့ person ကအရင်နဲလို့သူက view မဆိုင်ဘဲနဲ့ leverage ကိုလည်းတဆုံးယူ risk ကိုတဆုံးယူပြီးတော့ဒီလိုမျိုးဇက်တိုက်ရွှေနေတာ။ 1989ကနေ1991ပတ်ချာလဲကာလတွေမှာက US recession ကာလဖြစ်တဲ့အတွက်အဲ့ဒီမှာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တော်တော်များများဒီဝါလီခံရတာရှိတယ်လို့ကမ်ပဏီတော်တော်များများကလည်းအကျွေး million ချီပြီးတင်ကြ billion ချီပြီးတင်ကြတယ်ဒီထဲမှာ Donald Trump ကထိတ်ဆုံးအောင်ပါတာပေါ့ Donald Trump အချိန်နေဘလောက်ဆိုးလဲဆို1990ပတ်ချာလဲမှာသူကနေပြီးတော့ ban နေရဲ investor ရဲ့သူပေးရမယ့်အကျွေးရဲ့စုစုပေါင်း3.4 billion လောက်ဝန်းကျင်အထိတင်သွားတယ်3 billion ကျော်တယ်ဗျာဆိုတော့ကြပိုဆိုးတာတစ်ခုက ဒီထက်ကနေပြီးတော့1 billion ဝန်းကျင်ကသူကိုနိုင်ကနေပြီးတော့ဘလို့အခြေအနေပဲဖြစ်ဖြစ်ဘလို့အနေထားပဲရောက်သွားသွားဆက်ပေးပါမယ်ဆိုပြီးအမဘန်းနေခံတာအဲ့ဒါမျိုးဆိုတော့ဗျာကျွန်တော်ပြောတာလွန်ဟောကျွန်ဟောဒီသူ့ company LSE company ကိုခွဲပြီးဒီဝါလီခံရတယ်ဆိုရင်တော့မှအဲ့ company အောက်ကနေပြီးတော့ရှိတဲ့ပိုင်ဆိုင်မှု assets တွေကိုထုခွဲရောင်းချပြီး liquidate လုပ်လိုက်ဂျန်တဲ့ဟာ short လိုက်မတက်နိုင်ဘူးအဲ့လိုဆင်းလို့ရတယ် လွန်အောင်ဂျွန်ရောဖြစ်ခဲ့သည်ရှိတော့သူ့အနေနဲ့နောက်ထပ်တစ်ကြိမ်ဘန်နီစီကနေပတ်စံထက်ကြီးလို့မရတော့ဘူး investor တွေကနေသူ့ကိုယုံကြည်မှမဟုတ်တော့ဒါမျိုးပဲဖြစ်နိုင်တာအခုကကြာသူကသွားပြီးတော့ personal granny ပေးထားတဲ့အတွက်ဘာတွေဘလို့ပဲဖြစ်နေသူကမဖြစ်မနေဆက်ရမယ် condition ဖြစ်သွားပြီနောက်ပြီးတော့ post runner တစ်ခုကဒီ recession ကာလမှာအိမ်တန်မိုးတွေမြေတန်မိုးတွေထိုးကြတဲ့အတွက် Donald Trump တုံးတဲ့ strategy ကမိတ်ဆွေတွေလည်းတည်ရကျွန်တော်ရှေ့မှာရှင်းပြပေးတာသူကတစ်ခုနဲ့တစ်ခု platter ရိုက်ပြီးတော့ အဲဒီနောက်ထပ်မြေတစ်ခုဝယ်ဖို့အတွက်ကိုရှေ့ရဝယ်ထားတဲ့မြို့တော်ကြီးပေါုံနေ။ဘာညာစသဖြင့်ဒီလိုမျိုး leverage တွေပေးထားတာဆိုတော့ချင်းချင်းပြောရင်ဗျမြေတံမိုးထိုးကြသွားတဲ့အခါမှာသူကနေပြီးတော့ ban ကိုဒီမြေကထားပါတော့ less jersey 3000တန်တယ်လို့ပေးထားတဲ့အချိန်မှာတကယ်တကယ် resolution ကာလမှာဒီမြေက3600လောက်ပဲတန်တော့တယ်။ဒီလိုမျိုးဆိုတော့ ban တွေဘက်ကနေသူတို့ချိတဲ့ပတ်စံတွေမရမှာဆိုလို့ Zordin နေ panic ဖြစ်ပြီးတော့ကြောင့် Donald Trump ကိုအရင် pressure ပေး pressure ပေးပြီးတော့သူ့မှာရှိသမျှ access တွေ liquidate လုပ်ဖို့ဒီပါဝိုင်းပြီးတော့ဒါဖိကြနင်းကြတဲ့အခြေအနေရောက်သွားတယ်။ ဒေါ်နယ်ထရမ့်အခုလိုမျိုးအဖက်ဖက်မှာတိုင်ပတ်ပြီးတော့အကျွေး3ဘီလီယံကျော်တင်တဲ့အထိစုပ်ပြတ်တက်နေအနေထားကို flip လုပ်ပြီးတော့အောင်မြင်မှုလမ်းကြောင်းပေါ်နောက်တစ်ခါပြန်တက်ဖို့အတွက်ဘာတွေလုပ်ခဲ့တယ်လဲဆိုရင်သူ့ကိုလောလောဆယ် pressure အရန်ပေးနေ banks နဲ့ lender တွေရှိရဗျာဆိုတော့သူတို့နဲ့တွေ့တွေ့ပြီးတော့ကျတော့စကားပြောရင်းညီရင်းနဲ့သူတို့ option နှစ်ခုပေးတယ် option 1ကတော့ရှင်းတယ်လောဆယ်သူပိုင်နေဆိုတော့ property စားလုံးသူ့နာမည်အောက်မှာရှိတဲ့ assets အားလုံးထုခွဲရောင်းချပြီးတော့ liquidate လုပ်လိုက်ကံကောင်းလို့ရှင်2ဘီလီယံဝန်းကျင်ရမယ်ဒါကိုကြည့်ကြပြီးဆိုင်းဆိုင်းခွဲယူကြအောင် ဒါပေမဲ့အကျိုးဆက်အနေနဲ့ Donald Trump ရဲ့ Trump ဆိုတဲ့နာမည်ကလည်းမြောင်းလဲရောက်သွားမှာဖြစ်တယ်လို့တစ်ဖက်ကဘန်နီအနေနဲ့လည်းဒေါ်လာဘီလီယံချီပြီးဆုံးရှုံးမယ်ဆိုတော့ဒီ option ရွေးလို့ဘယ်သူမှအကျိုးမရှိဘူးဒါပေမဲ့ရွေးမှရွေးနေဆိုတဲ့သဘောရတယ်နောက်ထပ် option 2ကကြတော့ရှင်းတယ်အဲလောလောဆယ်သူ့မှာအကျွေးအများဆုံးတင်တဲ့လုပ်ငန်း6ခုရှိတယ်။ဆိုတော့ဒီ business ventures 6ခုလုံးကို chapter 11 bankruptcy အောက်ကနေပြီးတော့ partial liquidity ခံလိုက်မယ်။ နောက်ပြီးရင်သူ့အချိန်ကာလတစ်ခုဆောင် maybe 9နှစ်တန်ဒီ6နှစ်တန်ဒီဒီကြားရဲ့သူပြန်ရုံးမယ်သူပြန်ကြိုးစားမယ်အဲ့လိုမျိုးကာလပြည့်သွားပြီဆိုရင်သူ့ဘက်ကနေပြီးတော့ပေးစရာရှိရအားလုံးအတူအရင်းပေါင်းပြီးတော့အစဉ်ပြောင်းပြန်ဆင်ပေးမယ်ဒါမျိုးပေါ့ကျောဗျာအဖေရရှင်းပါတယ်ဒါနှစ်ဖက်လုံးဝင်းဝင်း saturation ဖြစ်တဲ့ option 2ကိုပဲရွေးဖို့အားလုံးကဝိုင်းပြီးသဘောတူလိုက်ကြတယ်အဲ့ဒါကြောင့် Donald Trump ကနေပြီးတော့ Trump Taj Mahal Trump Castle Trump Plaza Hotel Trump Resort Trump Entertainment Resort Trump Plaza စားရလုပ်ငန်း6ခုလုံးကို Chapter 11 Bankruptcy အောက်ကနေ Diwali ခံပြီးတော့ debt တွေအကုန်လုံး restructure ပြန်လုပ်တယ်။အဲနောက်ပိုင်းမှာသူပိုင်းနဲ့ lien line နေသူစီးရဲ့အပျော်သင်းမောတွေနဲ့တခြား properties တွေကိုကရောင်းပြီးတော့ဆိုင်ရဆိုင်ရပေးတဲ့ရှိတဲ့သူတွေကိုခွဲပေးခဲ့တယ်။အဲနောက်ပိုင်းမှာ Donald Trump ရွှေ့သွားတဲ့ game changer တစ်ခုရှိတယ်။အဲ အဲ့ဆောက်ရမှိုက်တယ်ကျွန်တော်ရှင်းပြမယ် Donald Trump ကအရင်သူသွားတဲ့ပုံစံကကြတော့အဲ Banks နဲ့ Lenders တွေစီကနေပတ်စံရတာလောက်ကြီးရယ် risk ကိုတဆုံးယူရယ် leverage ကိုတဆုံးယူရယ်ဒါမျိုးသွားတာအခုနောက်ပိုင်းမှာကျတော့သူကဘယ်လိုပြောလာလဲဆိုတော့သူ့အိတ်ထဲကပတ်စံတပြားမှထုတ်เสียမလို့ပဲနဲ့တပြားမှကုန်เสียမလို့ပဲနဲ့ သူရဲ့ tramp ဆိုတဲ့ brand ကိုသူများကို license ရောင်းပြီးတော့ကျတော့ဒေါ်လာတန်းချီရှာတာဘယ်လိုမျိုးလဲဆိုတော့ဗျာဆိုကြပါစို့မိတ်ဆွေကဒေါ်လာတန်းတရာလောက်ချမ်းသာတဲ့ multi millionaire တယောက်လို့ထားလိုက်အဲ့မှာခမရအနေပြီးတော့အလုပ်လုပ်ချင်တယ်ထားပါတော့ casino ထောင်းချင်တယ်အဲ့ထောင်းချင်တဲ့ casino ကိုယ့်နာမည်နဲ့မသုံးချင်မနဲ့ဗျာ Donald Trump ဆိုတဲ့နာမည်အောက်ကနေဖွင့်ချင်တယ်ရတယ်ဒါဆိုခမရ Donald Trump ကိုသွားပြောကြ licensing fee အတွက်ကိုဒေါ်လာ၄သန်းတန်ဒီဒေါ်လာ၅သန်းတန်ဒီပေးလိုက်ပြီးရတဲ့ Trump casino ဆိုတဲ့ကောင်းစင်နဲ့ခမရ day to day operation တွေ run လို့ရပြီဆိုတော့ဒါမျိုးဆိုတဲ့အခါကျတော့ Trump ဆိုတဲ့ brand ကလူတိုင်းနဲ့သိရလူတိုင်းနဲ့ကြိုက်တာဖြစ်တဲ့အတွက်ဒီလိုမျိုး Donald Trump ကြီးကနေ Trump ဆိုတဲ့နာမည်ကိုဝယ်ခြင်းလို့ license လုပ်ခြင်းလို့တန်းစီနေရတဲ့စီးပွားရေးလုပ်ငန်းရှင်တွေအများကြီးဖြစ်သွားတယ်။ဆိုတော့ဒီတစ်ခွက်နဲ့ဆရာသမားအိတ်ကတော်တော်ဖောင်းသွားတယ်။ဒါပေမဲ့ပြဿနာတစ်ခုရှိတယ်။ကျွန်တော်တို့က core brand ကိုရဲ့ image ကိုသူများကိုပေးသုံးပြီဆိုရင်ကြတော့နောက်ဆက်အတွဲမလိုလားရတဲ့ပြဿနာကြီးအများကြီးတက်နိုင်တယ်။ဆိုကြပါစို့မိတ်ဆွေက Trump University ဆိုတဲ့နာမည်နဲ့ online university တစ်ခု run ရနေတယ်။ ဒီ university ရဲ့ general andrew tate တို့လဲတယ်လို့မျိုး money making သင်တန်းစာတစ်ခုဖြစ်ဖြစ်ဒါမှမဟုတ်ဗျာတခြားငွေရှာနည်းတစ်ခုဖြစ်ဖြစ်သင်ပေးမယ်ဆိုပြီးတော့ဒါ public မှာ hype လုပ်တယ်လူရီယာလည်းဒီ university နာမည်မှာ trump ဆိုတဲ့နာမည်ပါရတဲ့ယုံကြည်ပြီးလာတတ်တယ်ဒါမဲ့ခမရကဘာကြီးလုပ်လဲဆိုတော့ကြတော့ဒီမလိုလားရဖဲနဲ့ over check တွေလုပ်တယ်ယူတဲ့နဲ့ feast ပို့ယူတယ်နောက်တစ်ခါ shady deals တွေနဲ့ကိုယ်စီမှာလာတတ်တဲ့သူတွေကြောင်းလာအပ်တဲ့ចောင်းသားတွေကိုဂျင်းထယ်ဆိုကြပါဘူးဒီလိုထည့်ရဆိုတဲ့အခါမှာခံရတဲ့ videos တွေကခံရတာများလာရင်မကျင်နဲ့လို့ရှင်ရင် အခုဒီ Trump University ပိုင်ရှင်အစ်စ်ကိုရော Donald Trump ကိုတက်ပြီးတော့တရားစွဲဖို့များတယ်ဆိုတော့ဒီကိစ္စကိုမိတ်ဆွေတို့ကျွန်တော်တို့မှတွေးပြတယ်ဆိုရင် Donald Trump လည်းကြိုးတွေးထားပြီးသားဆိုတော့ဒီလိုဖြစ်လာခင်သူကသူ့ကိုပြန်ပြီးတိုင်မပတ်အောင်သူ့စီလာပြီးအမှုမပတ်အောင်မလုပ်ထားလဲဆိုတော့ Donald Trump ကဗျာဟိုသူ့ရဲ့နာမည်ကိုခမရယူသုံးတဲ့အတွက် licensing fees အတွက်ကိုတစ်ကြိမ်မဲ့ကောက်တယ်1 time payment ပဲဆိုတော့ညနာတစ်ခုကခမရသူ့နာမည်ယူသုံးပြီးတော့ ခင်ဗျားရဲ့လုပ်ငန်းကြီးကတစ်လောက်ဒေါ်လာ10သန်းပဲဝင်နေဒေါ်လာသန်း20ပဲဝင်နေသူစိတ်ဝင်စားဘူးဒီဘဝကနေလဲ royalty cut တွေပါခေါင်းစဉ်တက်ပြီးတော့1%တောင်ထပ်မဖြတ်ဘူးဆိုတော့ဒီလိုမျိုးဆိုရဲခါကျတော့ဆန္ဒလိုမျိုး case တွေဖြစ်လာတဲ့အခါမှာ Donald Trump ကဒီလုပ်ငန်းကသူကနာမည်သက်သက်ပဲ branding လုပ်ပေးထားတာကျန်တာသူနဲ့မဆိုင်ဘူးဆိုရဲခေါင်းစဉ်တက်ပြီးတော့ဒါတရားရုံးမှာအေးစေးပြန်ပြီးရှင်းလို့ရတယ်နောက်တစ်ခါသူကဒီ license ကြီးချမပေးရင်ကလေးကသူချုပ်တဲ့စာချုပ်ထဲမှာဆိုင်ရဆိုင်ရ clause တွေဆိုင်ရဆိုင်ရသူ့ကိုတိုင်မပတ်အောင်ကိစ္စတွေအားလုံးကြိုဆင်ပြီးကြိုထည့်ထားပြီးသား ဒါမျိုးဆိုတော့ခင်ဗျားမကျင်တဲ့လူတရားဆွဲမယ်ဆိုရင်တောင်မှဆွမ်းနာပိုင်ရှင်စီမောင်ရဲ့ခင်ဗျားဇက်လန်ဆုံးသွားမှာဒေါနယ်ထရန့်ကြီးကြော်ပြီးသွားတက်လို့မရဘူးခင်ဗျားပဲရှုံးမှာနောက်ပြီးခုလိုမျိုးသူ့နာမည်အလွဲသုံးစားလုပ်တဲ့သူတွေဖြိလာခဲ့ရဲဆိုရင်ဒီလူတွေစီကနေပြီး license ပြန်သိမ်းပြီးရောတရားဆွဲတာနင်နာကြီးတောင်းတာ fine ကောက်တာစသဖြင့်မှသူ့ဘက်ကပြန်လုပ်လို့ရသေးတယ်။အဲဒီနောက်ပိုင်းမှာဒေါနယ်ထရန့်ကဘာဆက်လုပ်လဲဆိုတော့ The Apprentice ဆိုတဲ့ TV show မှာဝင်တရုတ်ဆောင်ရင်းနဲ့ Your Fire ဆိုတဲ့သူ iconic line နဲ့တူအရန် viral ဖြစ်လာတယ်။ ဒီ show variant ဖြစ်ပြီးတော့ peak ဖြစ်တော့အချိန်မှာဆိုရင် Donald Trump က episode တစ်ခုရဲ့အတွက်တင်ဒေါ်လာ1တန်းလောက်ကြီးရခဲ့ဦးတယ်။ဒါအပြင်ကျွန်တော်တို့ endorsement တွေဘာတွေပါပေါင်းလိုက်မယ်ဆိုရင်2400နေပြီးတော့2015ခုနှစ်အတွင်းမှာဒီ show ဘက်ကနေပြီးတော့ Donald Trump ကဒေါ်လာတန်900ဝန်းကျင်နီးပါးကြီးရခဲ့တယ်။ဒါရင်မကသေးပဲ Donald Trump က The End of the D နဲ့တခြားအရန်ကောင်းတဲ့ best seller စာအုပ်တွေထုတ်ပြီးတော့ကြောက်ရလဲဒေါ်လာတန်းချီထက်ရှားခဲ့တယ်။ ဒီလိုနဲ့ပဲ1990ခုနှစ်မှာအကျွေး3ဘီလီယံကျော်တင်ပြီးတော့ဒေဝါလီ6ကြိမ်တိုင်တိုင်ခံခဲ့တော့ ਨੇ ထရမ့်ကကျွန်တော်တို့25နှစ်ကြာလုံးရေကုန်ရေကန်းစူးစမ်းလာပြီးရဲ့နောက်2015ခုနှစ်မှာတော့ပိုင်ဆိုင်မှုပေါင်း5ဘီလီယံဝန်းကျင်နဲ့တူတူအောင်မြင်မှုလမ်းကြောင်းပေါ်နောက်တစ်ခါပြောင်းလာခဲ့ပါတယ်ဒီချိန်မှာတော့အရင်တို့မျိုးခြေချော်ပြီးတော့လမ်းချော်မသွားတော့ပဲနဲ့အမြင့်ဆုံးဒီဆက်ပြန်ရင်အမေရိကန်နိုင်ငံရဲ့45ကြိမ်နဲ့48ကြိမ်မြောက် election နှစ်ခုလုံးမှာအနိုင်ရခဲ့ပြီးတော့ double champ president ဖြစ်လာခဲ့ပါတယ်ဆိုတော့ဒီမျိုးလေးရော Donald Trump တရားအကျွေးတွေဘီလီယံချီမိတင်နေတဲ့ဘဝအဖက်ဖက်မှာဆုတ်ပြတ်ပြီးတော့ဒီဝါလီ6ချိန်နဲ့ခံခဲ့ရဘူးတဲ့အခြေအနေအားလုံး flip the script လုပ်ပြီးတော့အောင်မြင်မှုလမ်းကြောင်းမှာဘလို့ပြန်တက်လာလဲဘလို့အကွက်တွေရွှင်ရင်းနဲ့နောက်တစ်ခေါက် gain back ဖြစ်လာလဲဆိုတော့ကျွန်တော်အသေးသေးရှင်းပြသွားတော့ပဲဖြစ်ပါတယ်မဲဆိုတော့ဒီဗီဒီယိုဒီညာထိရောက်အောင်ကြည့်တာအတွက်ဘဟုသုတရအများကြီးရောရသွားပြီဒါကိုကျွန်တော်လက်ခံတယ်အဲ့မဲ့ကျွန်တော်ဖြစ်စေချင်တာဒီရရရဘဟုသုတရကိုမိတ်ဆွေအပြင်လက်တွေဘဝတွေမှာပါပြန်လဲပြီးတော့အတုံးချလို့ရရတယ်ကျန်တယ် ဲ့ဒါကြောင့်ကျွန်တော်မေကွန်လေးတစ်ခုမေးရမယ်ကျွန်တော်တို့ light တွေးပေးပါ light စဉ်းစားပေးပါ light ဖြည့်ပေးပါ Donald Trump ကသူ့ရဲ့စာအုပ်တွေထဲမှာရောကျွန်တော် interview တော်တော်များများမှာသူဟာ self-made billionaire ကိုယ့်ခြေကိုယ်လက်နဲ့ကိုယုံရင်ကံရမယ်ဒီနေ့ဒီချိန်ဒီနေရာမှာဒီလိုမျိုးအောင်မြင်လာတာဖြစ်ကြောင်းခဏခဏပြောလေရှိတယ်။ကျွန်တော်သိချင်တာကကြတော့ဗျာ Donald Trump အဖေကရှင်းရှင်းပြန်သူတည်သွားတဲ့ချိန်မှာသူမှာပိုင်ဆိုင်မှုကတန်း၄ရာဝင်းကျင်ရှိတယ်။ဒီတန်း၄ရာဝင်းကျင်ကိုသားသမီး900ကိုအညီမျှခွဲပေးတယ်ဆိုပေမဲ့တကယ်တမ်းကျွန်တော်တို့ in depth ပြန်လိုက်ကြည့်မယ်ဆိုရင်သူမတည်ခင်ကတည်းက Donald Trump ကိုအများကြီးပေးထားတာရှိတယ်။ ကျွန်တော်ပြဥမာပြောရမယ်ဆိုရင်သူ့အဖေပိုင်ဆိုင်မှုရဲ့၃ပုံ၂ပုံလောက်က Donald Trump ကြီးရောက်တယ်။အဲဒါမဲ့ Donald Trump ကဒီပြဿနာကြီးအားလုံးရောကြားရမှာသူရှာထားသမျှအားလုံးရောကုံသွားပြီးအကုန်ပြောင်သွားပြီးအကျွေး3ဘီလီယံကျော်တင်သွားတယ်။ဒီနေရာကနေသူပြန်ယုံလာတယ်။ဆိုတော့ဒါမိတ်ဆွေကိုထည့်စဉ်းစားမယ်အချက်တွေကျွန်တော်ပြောပြရအောင်။ဆိုတော့ Donald Trump အခုလိုမျိုးသူကသူ submit ပြီးနေတဲ့ claim လုပ်တဲ့ကိစ္စကိုမှန်တယ်လို့ထင်လား။ဒါမှမဟုတ်မမှန်ဘူးလို့ထင်လား။မှန်တယ်ဆိုရင်ဘာဖြစ်လို့မှန်တယ်ထင်တာလဲ။မမှန်ဘူးထင်ရင်ဘာဖြစ်လို့မမှန်ဘူးထင်တာလဲ။ဒါမျိုးကျွန်တော် reasoning နဲ့တကွာဖြေသွားပေးပါဦး။ အဖြေရောထုံးစံတိုင်းဒီဗီရောက comment လေးမှာမှန်သွားလိုက်ပါတယောက်နဲ့တယောက်ကျွန်တော်တို့အမြင်မတူရဲသူချင်းချင်းဆွေးနွေးလို့တိုင်မဲလို့ဖလဲလို့ရတာပေါ့ခုလိုမျိုးမိတ်ဆွေရောဗဟုသုတလည်းရမယ်အုံနောက်အတွက်လည်းအကျိုးရှိမယ်နောက်တစ်ခါဘဝတက်လန်းတို့လည်းတစ်ဖက်တစ်လန်းအထောက်ကိုပြုပေးမယ်ဖြစ်ရမယ် live story ရေဆရာကြီးဆရာကြီးဘလို့ဖြစ်လာလဲဆိုရင်အပေါ်မှာပါတဲ့အကြောင်းတွေကိုကျွန်တော်တို့ဆရာကြီး YouTube channel နေပြီးအပတ်စဉ်တိုင်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက် မိတ်ဆွေအနေနဲ့ဒီဗီဒီယိုလေးကြည့်ပြီးတော့ကိုယ့်အတွက်တစ်ခုခုအကျိုးရှိရဲဘဟုသူတတိုးသွားရဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe တစ်ချက်လုပ်သွားလိုက်ပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာပြန်ဆုံကြပါမယ်